မင်္ဂလာပါဘလုံးပိတ်တကြီးတို့တော့အကြီးကျယ်ဆုံးကလပ်ဘလုံးပြိုင်ပွဲကြီးပြန်လာပါပြီဖီဘာနဲ့အစီအစဉ်သစ်နဲ့အတူပုံမူကြီးကျယ်ခမ်းနားလာတဲ့2025ခုနှစ်ဖီဘာကလပ်ကမ္ဘာ့ဘလောက်ပွဲစဉ်တွေဟာပိတ်သက်ကိုရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေပေးနေပါတယ်နိုင်ငံတကာကလပ်သင်းပေါင်း32သင်းပေါင်းရှင်နေကြတဲ့အဒီပြိုင်ပွဲကြီးဟာသမန်ဝင်ပွဲစဉ်တွေမျောလင်းထားတဲ့ရလဒ်နဲ့ပြည်နယ်နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့လက်ရှိအချိန်ထိပြိုင်ပွဲရဲ့အခြေအနေ ဘယ်တင်းတွေကရေပန်းစားနေလဲဘသူတွေကအားသင့်စရာတွေကိုဖန်တီးနေလဲနောက်လာမယ့်ပွဲစဉ်တွေမှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုအသေးစိတ်သုံးသပ်ကြည့်ကြရအောင်ဒီနေ့ကလပ်ကဘာပလာကရေပန်းပွဲတွေနဲ့လုံးဝတူတော့ပါဘူးဖီဘာကပုံစံတင်နေချင်းမှလာဖြစ်ပြီးပြန်ဝဲမှာစုစုပေါင်းအသင်း32တင်းပါဝင်ပါလေဒီ32တင်းကိုအောက်စု6စုဖွဲ့ထားပြီးအောက်စုတစ်စုမှာ၄တင်းစီပါဝင်ပါလေအောက်စုတွင်အသင်းတွေဟာ တည်တင်းနဲ့တည်တင်းတစ်ချိန်စီရှင်မြန်ရတာဖြစ်ပြီးအောက်စုပွဲစဉ်တွေအပြီးမှာအောက်စုပထမနဲ့ဒုတိယရတဲ့အသင်းတွေကသာကျောင်းထက်စစ်ကိုတရားဖွင့်ရရှိမှာပါလက်ရှိချိန်မှာတော့အောက်စုပွဲစဉ်တွေအားလုံးပြီးဆုံးသွားပြီဖြစ်ပြီးကျောင်းထက်ဆက်ထောက်ခြင်းစဉ်ကိုရရှိနေပါပြီအောက်စုပွဲစဉ်တွေတခြားတော့အသင်းတွေဟာသူတို့ရဲ့အကောင်းဆုံးခြေစမ်းတွေကိုထုတ်ပြခဲ့ကြတာကိုတွေ့ရပါတယ်ထင်ထားတဲ့အတိုင်းဥရောပထိပ်သီးအသင်းတွေကအုပ်စုတွေကိုနှမ်းမှုထားခဲ့ပြီးမြန်တခြား Confederation ကအသင်းတွေကလည်း အကောင်းဆုံးစူးစမ်းရှင်နိုင်ခဲ့ကြပြီးအားသင့်စရာလက်တွေကိုလည်းထွက်ပေါ်စေခဲ့ပါတယ်။ဥပမာအားဖြင့်တချို့အုပ်စုတွေမှာရေပန်းစားနေလို့ယူဆရတဲ့အသင်တွေအမတ်ရောခဲ့တာဒါမှမဟုတ်အုပ်စုပထမညကိုဆုံးရှုံးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။တချို့ပွဲစဉ်တွေမှာကိုပြတ်နိုင်ခွင့်ရရှိတယ်လို့တချို့ပွဲစဉ်တွေမှာဆိုနောက်ကျကိုတွေနဲ့တည်ကြတာဒါမှမဟုတ်ရှုံးနေသွားတာမျိုးတွေလည်းရှိခဲ့ပါတယ်။ဒီလိုမျိုးမထင်မှတ်ထားတဲ့ရလဒ်တွေကပြိုင်ပွဲကိုပိုပြီးစိတ်ဝင်စားစရာကောင်းစေခဲ့ပါလေ။ အဆုစင်ပါလေပြင်းထန်တဲ့အပယ်မှုကိုရှိခဲ့တာကြောင့်ရှုံထွက်စင်ကပိုပြီးတော့ဆိတ်လို့ရစရာကောင်းလာပါပါဒီကံမှာအဓိကရေပန်းအစားဆုံးနဲ့ဘိုးဆွဲကိုလားလာကောင်းဆုံးလာတော့ဥယောမထိတ်ကန်ကလတိညာပါပဲသူတို့ဟာအဆုပွဲစဉ်တွေကိုအခက်အခဲမရှိတဲ့ကြော်ဖြတ်နိုင်ခဲ့ကြပြီသူတို့ရဲ့ဇာသမားတွေရဲ့အည်သွေးနဲ့အသင်းနိုင်ကစားပုံတွေကပယ်မဲ့တွေအတွက်ကြီးမားတဲ့စိတ်ကောင်းမှုဖြစ်နေပါလေချန်ပီယံလိဘလာကိုအကြိမ်အများဆုံးရထားတဲ့ရီယယ်မက်ဒရစ်က ဒီပြိုင်ပွဲမှာလည်းသူတို့ရဲ့အတွေ့အကြုံနဲ့ကမ္ဘာအဆင့်ကြီးကစားသမားတွေဖြစ်တဲ့အမ်ဘာဘီဗီနီစီယာဂျူနီယာဂျူနီဗာလင်ဂန်တို့လိုကစားသမားတွေရဲ့ရည်သွေးကိုပြသနေပါတယ်။ဘယ်ကစားသမားမဆိုကိုဒွန်းနန်ဆန်ရှိပြီးအသင်းလိုက်ညီညွတ်မှုအဓိကပွဲကြီးတွေမှာဖိအားတန်ကိုခံနိုင်ရှိမှုပါလေ။သူတို့ရဲ့အားသာချက်တခုပါပဲ။အောက်စုပွဲစဉ်တွေကိုလည်းလွယ်လွယ်ကူကူကြော်ပြနိုင်နေပါလေ။လရှိကမ္ဘာပေါ်လုံးလောကရဲ့ပုံစံကောင်းဆုံးအသင်းတွေကအသင်းဖြစ်တဲ့ မန်ချက်စတာစီးတီးကတော့ပေမက်တွေအတွက်အမြဲတမ်းစိုးရိမ်ကြတာပါ။ဒီပြပတ်ကွာရီယိုလာရဲ့မိဖုရားမန်ဆန်ရာကျွမ်းကျင်မှုနဲ့အာနီဟာလန်တို့ကစားသမားတွေရဲ့ကိုသွင်းဆန်ရေးဘောလုံးတင်းကျမှုတွေကပေမက်တွေကိုဒုက္ခပေးနေပါလေ။သူတို့ရဲ့ပြားမေးကစားဟန်ပရဇင်ကင်းကလည်းအောက်စုစစ်မှာထီရောက်ခဲ့ပါလေ။လရှိချန်ပီယံလိပလာပိုင်ရှင် BSG အသင်းအားလည်းဒီပြအင်ဒိုရီရဲ့ဦးဆောင်မှုနဲ့အတူဒီတိုင်းဘက်မှာဖလားရဖို့အပြင်းထန်ကြိုးစားနေပါလိမ့် သူတို့ရဲ့တိုက်စစ်ပိုင်းမှာဒမီနီလိုတူးကျွန်တဲ့ကစားသမားရှိတာကတဲမက်ခံစစ်တွေကိုအလွယ်တကူထိုးပေါက်နိုင်စွမ်းရှိပါတယ်။ဂျာမနီဘွန်ဒက်လီဂါရဲ့ထိတ်တန်းအသင်းဖြစ်တဲ့ဘိုင်ယန်မြူနစ်ကလည်းအမြင့်နဲ့တဲမက်တွေအတွက်ကြီးမားတဲ့အစဉ်ကောင်းမှုတစ်ခုပါ။အာရီကိန်းကိုဘွန်ဒက်ဆက်တလုံးရှိတယ်လို့ခံစစ်ပိုင်းကလည်းခံပါပါတယ်။သူတို့ရဲ့ကစားသမားတွေရဲ့အကြံအမှုတိုက်စစ်နဲ့ခံစစ်အမြတ်တမ်းမှုကအားသာချက်ပါပဲ။ဥရောပကလပ်တွေမှာ ထိတ်တန်းအသင်းသင်းဖြစ်တဲ့ချက်စီကလည်းအားသက်စရာဇာတ်လမ်းတွေဖန်တီးနိုင်ကြရှိပါမယ်။အောက်ဆူစင်မှာတည်ငြိမ်တဲ့ခြေချောင်းကိုပြသနိုင်ခဲ့ပြီးလူငယ်ကစားသမားတွေရဲ့တောက်ပမှုကလည်းအားဖြစ်စေခဲ့ပါတယ်။ဒီဥရောပကလကြီးတွေကအစင်လာရတဲ့ကလကပကလမ်းမှာလွန်မိုးထားတာကြောင့်ဒီချိန်မှာလည်းဥရောပကလတစ်ခုခုကိုယ်စွဲဖို့ရည်ပန်းစားဆုံးဖြစ်နေပါလိမ့်။သူတို့ရဲ့အတွေ့အကြုံရည်ချင်းနဲ့ဗန္ဒာလေးအင်အားကတခြားအတွေ့အကြုံတွေထက်တောင်းလို့ရဖို့လည်းရင်းမရပါဘူး။ ဥရောပအသင်းကြီးတွေလိုပဲတခြား Confederation ကအသင်းတွေကလည်းအကောင်းဆုံးကြိုးစားရှင်နိုင်နေကြပြီ။မထင်မထားတဲ့ရလဒ်တွေနဲ့ပြိုင်ပွဲကိုပိုပြီးကြည့်ကောင်းအောင်ဖန်တီးပေးနေပါလေ။တောင်အမေရိကရဲ့ပြိုင်ပွဲဝင် Brazil ကလပ်တွေဖြစ်တဲ့ Palmeiras နဲ့ Flamengo တို့လိုအသင်းတွေဟာလည်းဥရောပအသင်းကြီးတွေကိုစိန်ခေါ်နိုင်ခွင့်ရှိရဆိုတာပြတ်သားခဲ့ပါလေ။သူတို့ရဲ့ကစားသမားတွေဟာတအူးချင်းစွန့်ရင်မှာပြီးနေ့စနေပိုင်းကောင်းမှုပါလေ။အထူးသဖြင့် ဘရာဇီးကရတီရဲ့အားပါနေတဲ့တိုက်စစ်ပိုင်းစွမ်းဆောင်တွေကဥရောပခံစစ်တွေကိုပါဖိအားပေးနိုင်စွာရှိပါတယ်။သူတို့ရဲ့ပြင်းထန်တဲ့ကစားရိုင်းနဲ့စိတ်ဓာတ်ပိုင်းကလည်းချီးကျူးစရာပါ။မက္ကဆီကိုအမေရိကန်ကလပ်တွေကလည်းသူတို့ရဲ့လူတွေကလည်းရေချင်းပြင့်ပြီးတဲ့ကစားသမားတွေကိုဖော်ထုတ်လာကြ။အားတင်းကြတဲ့ကလပ်တွေကိုဖန်တီးနိုင်ပါလေ။ဒီလိုအသင်းတွေရဲ့အဆင့်ဆုံးမှုတွေကတန်ခွဲကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းစေတယ်ပါလေ။အောက်စုပွဲစဉ်တွေမှာ ရေပန်းစားမှုတွေပါတဲ့အသွင်းတွေကအသင်းကြီးတွေကိုခြေပါနိုင်နေတာဒါမှမဟုတ်နိုင်ယူနိုင်ခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။ဒါကတန်ခွဲရဲ့စိတ်လှုပ်ရှားမှုကိုပုံမှန်မြင့်တက်စေပြီးတော့ဒီဒီအသင်းဆိုအနိုင်ရနိုင်ရဲ့ဆိုတဲ့အခြေအနေကိုဖန်တီးပေးခဲ့ပါတယ်။အခုဆိုရင်တန်ခွဲဟာရှောင်းလန်စိတ်မှုကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်အသင်းကတော့အမခံများတော့တဲ့အနေအထားကိုရောက်ရှိလာပါပြီ။တကွေးလည်းရှောင်းလန်ဆုံးဖြတ်မဲ့ကွယ်စဉ်တွေမှာ သင်တိုင်းဟာအနိုင်ရဖို့အတွက်အဆောင်ပုံကြိုးစားကြမှာပါ။ဘာလို့လဲဆိုတော့တဝဲရှုံနိုင်တဲ့တိုင်ဝဲကဖျက်ရမှာဖြစ်လို့ပွဲတိုင်းက final ပွဲလိုကိုအကျင့်ငယ်ပြန်ရမှာပါ။ပြိုင်ပွဲရဲ့ quarter final ဒါမှမဟုတ် semi final ရဲ့အဆင့်မှာဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေကထိတိုက်တွေ့ဆုံမှုတွေပေါ်ပေါက်လာနိုင်ပါလေ။ဒီပွဲစဉ်တွေဟာတိုင်ဝဲရဲ့အကောင်းဆုံးပွဲစဉ်တွေဖြစ်လာမှာဖြစ်ပြီးတော့ချန်ပီယံလိဘောလုံးပွဲတွေကိုပြန်လည်အမှန်ရနိုင်စေမှာပါ။ဘယ်အသင်းက နိုင်ရမင်းဆိုတာကစိတ်ဝင်စားဖို့ကောင်းပါလေဗရာဇီးအသင်းတွေရတယ်ဥရောပအသင်းတွေကိုဘီယာပေးနိုင်ခြင်းရှိပြီးတော့ဖိုင်နယ်ထိတက်ရောက်ဖို့ကြိုးပမ်းနေတယ်ဗျာဥရောပအသင်းကြီးတွေကဗရာဇီးကလပ်တွေကအမြင်နဲ့ကပ်ပြင်းတဲ့ပြိုင်ပွဲတွေမှာသူတို့ရဲ့ထက်မြက်တဲ့အတိုင်းစီပိုင်းမှာအဆုံးဖြတ်ပေးသွားနိုင်ပါလေပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်မှာလိပြတွေဟာအနိုင်ရဖို့အတွက်လိပြပိုင်းဆိုင်ရာကြောင်းလွှဲမှုတွေ ပုံစံအစ်စ်တွေနဲ့တိုင်မက်ကိုအားအသင့်အောင်လုံဆောင်လာနိုင်ပါလေ။ကွဲစီလိုက်မှာအသေးစိတ်အချက်အလက်တွေအမှန်ရမရှိတဲ့ပစားပုံတွေမိပြော်လိုင်းအပိုင်မှုတွေပေါ်မူတည်ပြီးတော့ဇာတ်လက်တွေထပ်ပေါ်လာနိုင်ပါလေ။အထူးသဖြင့်လူသားဝင်ဇာတ်သမားတွေရဲ့စွမ်းဆောင်ရည်ကလည်းအဆုံးဖြတ်ပေးနိုင်ပါလေ။ပြန်ဝဲရင်နောက်ဆုံးစီရင်ကြောင်းလာတဲ့အများဇာသမားတွေရဲ့အကြံဉာဏ်ကလည်းအရေးပါလာပါတယ်။တိုင်ရန်လက်ရှိကလည်းအဓိကဇာသမားတွေရဲ့အခြေအနေကလည်း အသင်းတွေရဲ့စားဆောင်ရေးပေါ်တည်ရမှုကြီးလာနိုင်ပါလေ။အားသာသမားနဲ့ဖန်ကြီးကြီးနဲ့ကစားနိုင်မှုလည်းအရေးကြီးပါသေးတယ်။ကျွန်တော်ရဲ့ဖန်မှန်းချက်ကတော့ဒီနေ့ကလပ်တစ်ပါးမှာကိုဥရောပကလပ်တစ်ခုကိုပါပဲစုစုသွားဖို့အရေးပန်းစားပါလေ။ Real Madrid, Manchester City, PSG ဒါမှမဟုတ် Bayern Munich တွေကအသေးသေးဖြစ်ဖို့လားလားအများဆုံးပါပဲ။ဒါပေမဲ့ Brazil ကလပ်တွေကလည်းအားကောင်းတော့မလို့ surprise ဖြစ်လာနိုင်ကြတော့အငြင်းရှိနေပါလေ။ ပဲတဲ့ဘိုးစွန်းမြန်ဆိုတာကတော့ကွဲစင်နိုင်ရဲ့ရလနဲ့သာဆုံးဖြတ်နိုင်တာပါဘောလုံးပိတ်တဲ့သူကြီးဒီနေ့ကလကပလာကတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းနေစေဖြစ်ပြီးဘယ်သည်ဘိုးစွန်းမြန်ဆိုတာကတော့ရေကောင်းဆောင်နဲ့စောင့်ကြည့်အောင်ပါပါပိတ်တဲ့သူရောဘယ်သည်ဘိုးစွန်းမြန်လို့ထင်ပါတယ်ကိုအားပေးရဲ့အတင်းအခြေအနေဒါမှမဟုတ်တခြားထင်မြင်ချက်တွေရှိရင်ကိုမမှာရှင်းပြခြင်းကိုမမင်းနဲ့နော်